မမော်မျိုးကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ချက်စခန်းဖြစ်တဲ့စစ်ကိုယ်ရဲဌာနချုပ် စကခ27နဲ့အနီးပတ်ဝန်းကျင်ကို KIN နဲ့ပူးပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဟန်နာသတင်းပေးပို့ထားပါရှင်။ကချင်ပင်နဲ့ဗမော်မြို့ကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့စစ်ကုတ်ကဲရေးဌာနချုပ်စကခ27နဲ့အနီးပတ်ဝန်းကျင်ကို KIA နဲ့ပူးပေါင်းတပ်တွေကမေလ29ရက်နေ့မနက်ပိုင်းကစပြီးပြန်လည်ချိုးဆစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗမော်မြို့ပေါ်ကတိန်တော်ကြီးဖေရအန်နီဇဂခ27ပဝန်းကျင်နဲ့စစ်ကောင်စီတပ်တွေတဆွဲချတဲ့မြို့ပေါ်နေရာတချို့မှာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNC ရေးတရင်းမြစ်ကပြောပါတယ်။မီလာ29ရက်နေ့မနက်အစောပိုင်းပေါ့နော်။မနက်နာယူဝင်ချဘက်ကနေကြေဘက်ကပြန်ပြီးထိုးစစ်ဆားတယ်ပေါ့နော်။လို့ဆိုတော့မနေ့ကလည်းတနီကိုနီပါတိုက်ပွဲ ပြင်းထန်နေပေါ့နော်။ညနေပိုင်းကျတော့ပြခတ်တန်တွေနည်းနည်းဆေးသွားတော့ရှိတယ်။ ဆိုတော့ဒီကတော့ပွဲဖြစ်နေတာကဒီပမော်မျိုးပေါ့ဘောနော်မျိုးပေါ်ကမျိုးပေါ်မျိုးအလယ်လို့ပြောဘောနော်ဒီတိန်တော်ကြီးဖျားပဝန်ကျင်တဲ့ကျော်မှာတပွဲဖြစ်တာရှိတယ်ဘောနော်နောက်တစ်ခုကဒီဆက်ကခါနဲ့စတဲ့ပဝန်ကျင်မြို့မှာအဓိကတဲ့ပွဲဖြစ်ပေါ်နေတာရှိတယ်ဘောနော်ဒီပမော်နေမန်စီတဲ့အင်္ဂါကိုဘဂလိစကိုအဘဲတဲ့ကျော်မှာတော့ ဒီပဒဏီမကြရဘူးနော်ဒီကတော့မျိုးပေါ်ကဆကစားရတဲ့ဆွေထားရနေရတချို့ရဲ့ဆက်ကောင်းတဲ့စက်တီပဝင်ချင်ရဲ့ဘယ်တချို့မှဒီကတဲ့ကိုဖြစ်နေတော့ဘောမီလာ၂၀ရဲ့နေ့ကစစ်ကောင်စီရဲ့ရဟတ်ရင်နစည်းကိုပစ်ချခဲ့ပြီးနောက်တိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့လေတိုက်ပွဲငြိမ်သက်နေချိန်တော်တော်များလဲစစ်ကောင်စီဘက်ကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်ခဲ့ပါတယ် မီလာ29ရက်နေ့မနက်ပိုင်းထိုးစစ်အတွင်းမှာတော့မြို့တွင်းမှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတချို့ကိုတင်ပိုက်ချနိုင်ပေမဲ့စကန်ကြီးတွေကတော့တင်ပိုက်နိုင်တာမရှိသေးဘူးလို့ KNC ရည်သည်မြင့်ကပြောပါရယ်။နောက်ပြီးတော့မင်းကတိုက်ပွဲကတခြားထူးထူးခြားခြားမရှိဘူးပေါ့နော်။ဒီကြရင်နဲ့ဒေါ်လာရည်တပ်ပွဲတွေကစကန်တွေတင်စီရမိတာလေမရှိတော့ဘူးပေါ့နော်။ဆိုတော့တိုက်ပွဲဖြစ်တဲ့ ဆိုရုံနဲ့တက်ပွဲဖြစ်တဲ့အချင်းကြီးပြီးပေါ့ပြီးတော့နောက်တစ်ခုကဒီဝန်လိုက်ဟိုတယ်ပေါ့နော်စကားစားရခိုင်မှာတက်ဆွဲထားတဲ့ဝန်လိုက်ဟိုတယ်တင်လို့ကြီးပြန်လာဝန်လိုက်ဟိုတယ်ကိုလည်းတင်လိုက်ပြီးဆိုပြီးမှလည်းတင်းတွေတက်နေတယ်ပေါ့နော်ဒါပေမဲ့အဲ့တည်းကလည်းဒီချောင်းမရှိဘူးတင်ပန်းနေတာမရှိဘူးပေါ့နော်လို့ဆိုမနေ့ကအချင်းကြီးရောဒီဘုံဘုံမျိုးပေါ်ဝင်ကျင်ကမှာတက်ပွဲအလူစကားကြီးတွေတင်ပရရှိတော့လို့မရှိသေးတဲ့အချင်းကြီးပေါ့နော်ပြီးတော့အခုဒီနေ့အဲ့နဆက်ခုနေရနေအဲ့နဆက်ရှိရနေ့ မနေ့ပိုင်းမှာကျတော့ပုံပုံမျိုးပုံဝင်ချင်မှာတိုက်ပွဲတန်နေရတော့ရင်တန်းနေတဲ့အချိန်ဒီပေါ့နော်အရှိပမောမျိုးတိုက်ပွဲမှာ KA နဲ့မဟာမိတ်တပေါင်းစုတွေဖြစ်တဲ့ KPDF, AA, APSDF, MOD လောက်ခံ PDF, Gorkha KIA, Kuki မျိုးသားတပ်မတော်တို့ကတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ပမောမျိုးတိုင်းတိုက်ပွဲကိုပြီးခဲ့တဲ့2024ဒီဇင်ဘာလရဲ့နေ့ကတည်းက ကရင်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တက်ခိုင်းနေတာဖြစ်ပြီးဗမောမြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့စစ်ကောင်စီဘက်ကစကန်ဒီလက်မလို့ရရေးအတွက်လေးချောင်းကနေဘုံကျဲတက်ခိုက်တာဒရုန်းနဲ့ဘုံကျဲတက်ခိုက်တာတွေကိုနေတိုင်းစက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဗမောမြို့ကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စက်ကက23အနီးပတ်ဝန်းကျင်ရှိအမတ်9336တန်ချက်ကတက်ရင်တင်ကားတက်ရင်အမြောက်တက်366နဲ့လေးစိတ်တို့ကိုကရင်ပူပေါင်းတပ်တွေကဇန်နဝါရီလကုန်ကနေ ဖေဖော်ဝါရီလ၂ရက်နေ့အတွင်းတိုက်ခိုက်သိမ်းပိုက်ချပြီးဖြစ်ပါတယ်။ကျွန်မဟန္နာပါ။